အလုံးမဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Garden Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 32နန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလန်ကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်ဒါကြောင့်ပရိသတ်လေးတို့ကပြပြန်လေးခံပြီးတော့မှဇလန်လေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးကြပါအောင်နော်မင်္ဂလာပါကျမကတော့ဒိမက်မှနေထိုင်တဲ့ Nora လို့ခေါ်ပါတယ်ကျမကအတမန်စစ်တော်သက်ကျောင်းသူလေးတစ်ယောက်ပါပဲမိမိနဲ့တူတူနေထိုင်ပြီးတော့မင်းနဲ့ပိုင်းဆိုရင်ကြောင်းသွားတယ် ညနေပိုင်းဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေနဲ့အချိန်ကုန်ဆုံးနေတတ်ပါတယ်။အဲ့ဒါကတော့ကျွန်မကပုံဆွဲရတာအရင်သဘောကျတာကိုအထူးသဖြင့်ညအမှောင်နဲ့ပတ်သက်တဲ့ပုံတွေကိုပို့ပြီးတော့ဆွဲရတာသဘောကျပါတယ်။ကြည့်ပါအောင်သဘောကျဖို့ကောင်းတယ်မလား။ပြဿနာတွေအလုံးကမေမေမေလဲသွားတဲ့အချိန်ကနေစတင်ခဲ့ပါတယ်။ကျွန်မလည်းအရင်ကိုထိတ်တိတ်ပြပြဖြစ်သွားပြီးတော့ချက်ချင်းပဲအရှိပေါ်ကားကိုခေါ်လိုက်ရပါတယ်။စီယုံမှာမိမိကပြင်းထန်တဲ့ယောဂတစ်ခုခုခံစားနေရတဲ့ဆိုတဲ့အကြောင်းဆီယံဝင်ကကျမကိုပြောလာတယ် ဆရာဝန်ကကုသမှုတွေပြုလုပ်ပေးပြီးတဲ့နောက်မိမိကိုအိမ်ပြန်နှားခိုင်းလိုက်ပါတယ်။အဲဒီအချိန်ကစပြီးတော့ကျမရဲ့ဘဝကအဆင်မပြေတော့ပါဘူး။မိမိက Danish aristocrat မိသားစုတွေအတွက်အလလုပ်ပေးရတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့အခုချိန်ကအရန်ကိုအားနေနေကြတာကြောင့်သူတို့အိမ်ကိုသွားပြီးအလုပ်လမလုပ်ပေးနိုင်ခဲ့ပါဘူး။ပတ်စံကလည်းအခုဆိုတော်တော်လေးကြက်တဲလာတယ်။ကျမတို့ကချမ်းသာခဲ့တဲ့မိသားစုတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့အခုတော့စားစရာတော့အနန္တဖြစ်နေပြီလေ။ ဒါကြောင့်အဆုံးသက်ကြတော့ကျမလည်းမမိအစားအလုပ်သွားလုပ်ပြီးမယ်ဆိုပြီးတော့ဖြစ်လာတယ်။ကျမရဲ့ဘဝကစတင်ပြီးတော့ပြောင်းလဲသွားခဲ့ပါတယ်။မနေ့ပိုင်းဆိုရင်ကြောင်းသွားတယ်။နေ့လယ်ပိုင်းဆိုရင်မမိကိုကူးဆိုင်တယ်။ညဘက်တည်းဆိုရင်တော့ကျမအဲ့ဒီအင်ဂျီစီကိုသွားပြီးအလုပ်လုပ်ပေးရပါတယ်။အင်ဂျီကအရန်ကြီးလို့တော့ကျမရဲတိုက်ကြီးလို့တော့ခေါ်ခြင်းနဲ့လုပ်စရာအလုပ်တွေကအရန်များနေကြတာကြောင့်ကျမအတွက်အချိန်ပိုတော့မရှိခဲ့ဘူးလေ။ဒါတော့မှပဲကျမရဲ့ဝါသနာကိုတော့မစွန့်လွတ်ခဲ့ပါဘူး။ကျမလမ်းပေးမှာဆွဲဖို့အတွက်နေရန်ရှာရတာကပို့ပြီးတော့ခက်ခဲလာတယ်။ ။ဘာလို့ဆိုတော့ကျမဆွဲမလို့လုပ်တဲ့နေရည်နေတိုင်းမှာပုံတပုံကအမြင်ကျိုးပြီးတော့ရှိနေကြလို့ပါ။ဒါဆိုရင်တော့ကျမနဲ့ပြိုင်ဘက်တစ်ယောက်ကတော့ပေါနီပီချင်နေ။သူကကျမထက်အရှင်လက်ဦးနေတာ။ကျမနေရည်မှာဘလို့ပုံဆွဲမယ်ဆိုတာကိုစီစဉ်ထားပြီးတော့အဲ့ဒီပုံကိုတော့သူကတထက်တည်းဆွဲနိုင်နေတာ။ပြီးတော့သူ့ရဲ့အမှတ်သားတော်မှလောက်သွားသေးတယ်။ဘာလဲ?ဘရင်တရဖူးကြီးလား။ဟမ်?ဒီပုံမှာရောပဲ။ကျမအင်ကြီးထဲမှာရတရပတ်ပေါင်များစွာအလုပ်လုပ်ခဲ့ပေမဲ့ကျမအဲ့ဒီအင်ရဲ့ပိုင်ရှင်ကိုတော့မတွေ့ရသေးပါဘူး။ ကျမသူတို့ရဲ့ဓာတ်ပုံကိုတော့မြင်မှုပါတယ်။အင်ဂျီရဲ့အရှင်သခင်မနဲ့သခင်ကြီးမတားတယောက်ရှိပါတယ်။သူကကျမနဲ့အသက်ရွယ်တူ Olaf လို့ခေါ်တယ်။မင်းသားလေးပေါ့။ပြိတ္တတို့ရုံအောင်ယုံနိုင်ရလား။သူကချမ်းသာတဲ့အပြင်ရုပ်ပါချုံးနေသေးတာ။ကျမနဲ့ကမိုးနဲ့မြေလို့ကွာချမ်းနေတော့ကျမလည်းတက်ပြီးတော့ကောင်းနေမထည့်ထားပါဘူး။တရက်ကျတော့သူတို့မိသားစုရဲ့ညဆာစာပွဲကိုကျမပြင်ဆင်ပေးဖို့ဖြစ်လာပါတယ်။ပကံတဲတဲ့အချိန်မှာလက်ကလည်းချွေးရည်အရန်ထွက်နေတော့ ျမမတော်တဆဗကန်နေကိုချော်လဲမိပြီးပြုတ်ချသွားတယ်။ဖြစ်ချင်တော့အစားတောက်တဲ့အလုံးကအုပ်လက်ပုံကိုမှောက်ချသွားတာ။သိပါပြီ။သူတော့ငါ့ဒေါသပုံထားတော့မှာပဲ။အာကျမတောက်မှာမရဲ။ကျမအကောင်လုံးပြန်ပြီးတော့တန်ရှင်းလုပ်ပေးပါမယ်နော်။ရှက်ပါရဲ။ဒီတိုင်းလေးနည်းနည်းလေးဆင်သွားတာပဲ။ဒီလိုပြောပြီးတော့သူကဘာမှမဖြစ်သလိုအေးဆေးပဲဖုန်းကိုပြန်ပြီးသုံးနေပါရဲ့။သူကမင်းသားတစ်ပါးမျိုးဖြစ်နေတာတော့မှတခြားသူတွေနဲ့ကွာခြားပြီးတော့မောင်မောင်နေရာမျိုးလည်းမရှိဘူး။ သူမိဘတွေကလည်းဒီတိုင်းပါပဲအမှုချင်းကောင်းတဲ့ aristocratic ဖြစ်ကြပါတယ်။မကြခင်မှာပဲသူတို့ရဲ့ညာဆဆောက်ဘက်ကိုကောင်မလေးတယောက်လာချိုင်းခဲ့ပါတယ်။ Olaf ရဲ့မိသားစုကတော့သူ့ကိုသဘောကျဖို့မရဘူး။သူ့အတူဘာလို့လောက်တာလဲ။ဒီညာဆဆောက်ဘက်နဲ့သူကဘာသက်ဆိုင်လို့လဲ။လောက်ပါမေးရဲ့ Esther ကကျွန်တော်ကောင်မလေးပဲ哦။သူကမင်းသမီးတပါမဖြစ်တာကျွန်တော်ကိုသူနဲ့ခွဲချင်နေရရွှေ့လိုက်ပါတော့။ကြည့်ရတာပြဿနာတွေတက်နေပြီချင်တယ်။ကျမကိစ္စလည်းမဟုတ်ပါဘူး။ကျမအတွက်ပင်မနေနေတနေဖြစ်ခဲ့ပါတယ်။ အိမ်ပြန်ပြီးတော့နေရစည်းရီကိုပဲဆွဲနေလိုက်ခြင်းနဲ့ရှန်နင်းကလာကြတော့ကျမအတွက်အကောင်းဆုံးနေရာလေးတစ်ခုကိုတွေ့ခဲ့တယ်။ကျမတတားအောက်ဖက်မှာအေးစီလေးနားနေလို့ရမယ့်နေရာလေးပေါ့။အဲဒီကိုလျှောက်သွားတော့ဟိုဒီဝစ်ထားတဲ့အမျိုးသားကနေရာမှာဆေးရီမုန့်နေတယ်။ပြီးတော့သူ့ရဲ့အမှတ်သား Crown ပုံစံကိုတော့ဆွဲလိုက်သေးတယ်လေ။ဟမ်သူပဲထပ်ပြီးတော့လား။ကျမသူ့နားကိုသွားပြီးတော့ခေါင်းစုပ်ကိုချွတ်လိုက်ပါတယ်။ဟမ်နို့ငါမိပြီ။လာစမ်းမနင့်မျက်နှာကိုကြည့်ရအောင်။ တခင်လေးလား Olaf ကကျမရဲ့ပြိုင်ဘက်ဖြစ်နေတာကိုသိလိုက်ရတော့ကျမပြောစရာစကားမရှိတော့ဘူးအဲဒါကြောင့်သူ့ရဲ့အမတ်သားကတရဖူဖြစ်နေကြတာကိုမအော်နဲ့လေကွာတခြားသူတွေကြားသားအောင်မယ်အဲမင်းကနိုရာမလားငါတို့အိမ်မှာအလောလောတဲ့သူမလားမင်းသားလေးကသူ့ရဲ့ဝါသနာနဲ့ပတ်သက်ပြီးတော့တခြားသူတွေကိုမပြောပြဖို့ကြွားကျမကိုတောင်းဆိုခဲ့ပါတယ်ငါသာဒါလုပ်နေတာကိုသိသွားလို့ကတော့ငါမိဘတွေဘုံတုံးကားချဲကူမှာ ။ Olaf ကလူကောင်းတယောက်ဖြစ်တာကြောင့်ကျွန်မလည်းသူ့ရဲ့လေးဝက်ချက်ကိုဖုံးကွယ်ထားပြီးပို့သဘောတူလိုက်ပါရယ်။အဲ့ဒီညနေကကျွန်မတို့မြို့တစ်ပတ်ကိုလမ်းလျှောက်ထွက်ခဲ့ကြရယ်။စကားတွေပြောကြပြီးတော့နေရန်စေးတွေလည်းလိုက်မှုကြပါရယ်။မင်းကလပုံစံတွေကိုဆွဲရတာသဘောကျတာလား။ငါမင်းရဲ့လက်ရကိုအရှင်တော့ကမြင်ဘူးတဲ့။မင်းဆွဲတဲ့စေးချက်တွေကငါသဘောကျတယ်။အရင်ညကစပြီးတော့ကျမတို့ကတင်ငယ်ချင်းနေဖြစ်လာခဲ့ပါတယ်။ Olaf ရဲ့မိဘတွေကတော့ဒီလိုအလုပ်သမားတွေရှောက်သွားပြီးတင်ငယ်ချင်းဖြစ်နေတာကိုသိရင်ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါကြောင့်ကျမတို့ရဲ့ခင်မင်မှုကိုလျှို့ဝှက်ထားဖို့သဘောတူလိုက်ပါတယ်။တကယ်ကြတော့တခင်မကြီးနဲ့တခင်ကြီးတို့ကမင်းသားလေးကိုအစတာနဲ့တွေ့တဲ့အတွက်စူနေတာကိုကျမကြားလိုက်ပါတယ်။မင်းအဲ့ဒီကောင်မလေးနဲ့ဖြတ်လိုက်သိပြီနော်။သူ့စာအစင်နဲ့မြင့်တဲ့သူတွေအများကြီးရှိရတဲ့နဲ့ကိုနဲ့လည်းပဲတွေ့တဲ့သူကိုပဲတွဲဆက်မှာ။ကျမအစတာအကြောင်းတော့သိမသိပါဘူး။သူက aristocrat တယောက်မဟုတ်ဘဲနဲ့တာမန်မင်းကလေးတယောက်ဖြစ်ပုံရတယ်။ Olaf ကတော့ဘာမှပြန်မပြောဘဲနဲ့ဆေးစုပ်ပြီးထွက်သွားပါတယ်။ ်ခဏကြာတော့ပွားစီပွားစီနဲ့ဟောကန်နဲ့ကနေရန်ပေါ်မှာသူဆေးတွေကိုမှုန့်နေတာကျမတွေ့လိုက်ပါတယ်သူတို့ကိုသူတို့ဘယ်သူချိန်နေရလဲမသိဘူးတကဘာလုံးကိုကိုစားရထားတယ်မှတ်နေရလားအာ ရှင်ဒီမှာဘာလုပ်နေရလဲငါမိပါရီကိုပြန်ဆန့်ခြင်းမှုအတွက်ငါဆုံးဖြတ်လိုက်ပြီးနော်တာသူတို့ရဲ့ထိန်းချုပ်မှုတွေကငါ့အတွက်အရန်ကိုညင်းငွေ့လာပြီ။ Olaf ဒီလိုမျိုးဆုံးဖြတ်လိုက်တာသဘောကျပါတယ်။ဒါကြောင့်ကျမလည်းသူ့ကိုကူညီပေးလိုက်ပါတယ်။အဲဒီညနေကကျမအိမ်ပြန်သွားတော့မမေကကျမကိုတရင်စိုးတစ်ခုနဲ့စောင့်မျှော်နေကြတယ်လေ။ ဒီနေ့အမေဆရာဝန်နဲ့တွေ့ပြခဲ့တယ်။အမေရဲ့ယောဂကပို့ပြီးတော့ဆိုးလာပြီတဲ့။အဲ့ဒါကြောင့်ခွဲစိတ်ကုသမှုတွေလုပ်ရတော့မယ်တမီး။အိုးမဖြစ်ဘူးမမေ။ဒီလိုဆိုရင်တမီးကကြောင်းထွက်ရတော့မှာလား။ရှာရယ်။တမီးကြောင်းထွက်ပြီးတော့တခြားအလုပ်ကိုပြောင်းလုပ်မယ်လေ။ပတ်စံပို့ပြီးတော့ဆိုးရမှာပေါ့။အဲ့လိုမတွေးဆနဲ့တမီး။တမီးရဲ့ပညာရေးကအရေးကြီးဆုံးမလေ။မမေကတော့ကျမကိုပညာရေးပြီးဆုံးအောင်လုပ်ပါဆိုတဲ့ဂတိကိုတောင်းနေပါရယ်။ဒါပေမဲ့ကျမကတော့သူ့အတွက်စိတ်ပူနေတော့ ခွဲစိတ်မှသာလျင်မမေ့ရဲ့အသက်ကိုကယ်တင်ပေးနိုင်မှာကျမအဲ့ဒီခွဲစိတ်ကုသမှုတွေကိုလည်းဘယ်လိုလုပ်ပြီးတော့ရှာနိုင်မှာလဲနောက်နေ့ကျတော့ကျမလည်းစိတ်ပြက်လက်ပြက်နဲ့ပဲအင်ဂျီကိုရောက်လာခဲ့ပါတယ်အင်ဂျီမှလည်းအခြေအနေတွေကတိမ်မကောင်းပါဘူး Olaf ရဲ့အမေကတခုခုကိုဒေါသထွက်နေတယ် Clay မှာငါရဲ့အင်တော်ကြီးက16နှစ်ရှိပြီဆိုပေမဲ့ဒီမှာ CCTV တွေမတက်ထားဘူးလို့မင်းမတွေးလိုက်နဲ့နော်ကျမတို့ဘာတွေလုပ်ခဲ့ရလဲဆိုတာကိုသူမြင်သွားတယ်လို့တခင်မကြီးကကျမကိုပြောလာတယ်။"တေပါဘီကျမဘယ်လိုလုပ်ရမလဲ?" ကျမဒီအလုပ်ကိုလည်းလည်းလုပ်လို့မရဘူး။ကျမကိုအလုပ်မဖြုတ်ဖို့အတွက် ကျမတောင်းမှမလုပ်တဲ့အချိန်မှာသူကမျောလင်းထားတဲ့ရှာတခုပြောလိုက်ပါတယ်။မင်းနဲ့ငါတင်ငယ်ချင်းကရှင်းနေတဲ့ပုံမဲ့နော်။မင်းကငါ့အတွက်တခုလုပ်ပေးမယ်ဆိုရင်တော့ငါရီအပြစ်ကိုခွင့်လွှတ်ပေးပြီးတော့မင်းအတွက်ငါစုချင်းကိုလည်းပေးအောင်မယ်။တခင်မကြီးက Olaf နဲ့ Esther ကိုပြအောင်လုပ်ဖို့အတွက်ကျမကိုခိုင်းခဲ့ပါတယ်။ကျမရမ်းလန့်သွားတယ်။ဒါပေါ့ကျမပတ်စံလို့အဲ့နေရင်လေ။ဒါပေမဲ့သူများပုံကတော့မကောင်းတဲ့အထိတော့ကျမမလုပ်ချင်ပါဘူး။ တခင်မကြီးကကျမကိုအချိန်နှဲငယ်လောက်စဉ်းစားဖို့ပေးလိုက်ပါတယ်။ဒီလိုညစ်ပတ်တဲ့အလုပ်တွေမှာကျမဝင်မပါချင်ဘူး။ဒါပေမဲ့ခဏနေတော့စီယုံကကျမကိုဖုန်းဆက်လာပြီးတော့မမေကစီယုံတင်ထားရတဲ့ဆိုတဲ့အကြောင်းကျမသိလိုက်ရပါတယ်။မဖြစ်ဘူး။ကျမတော်တော်အိမ်မက်ဆိုးကြီးပဲ။ကျမတော်စဉ်းစားနေဖို့အချိန်မရှိတော့ဘူး။ဒါကြောင့်အိုလက်အမေစီကပေးတဲ့ပတ်စံကိုကျမလက်ခံလိုက်ပြီးတော့သူပြောတဲ့အတိုင်းလုပ်ဖို့အတွက်သဘောတူလိုက်ပါတယ်။မမေရဲ့ခွင့်ဆိုင်မှုကိုကုသပေးပြီးတဲ့နောက်ကံကောင်းစွာနဲ့အောင်မြင်သွားခဲ့ပါတယ်။ ခွဲစိတ်ကုသပြီးတဲ့နောက်အခုဆိုမမေကပြန်လည်ထူထောင်တဲ့အဆင့်ကိုရောင်းနေပါပြီ။ကျမလည်းသဘောတူညီချက်ရဲ့တစိတပိုင်းကိုအောက်ထဲဖော်ခဲ့ရပါတယ်။မင်းသားလေးနဲ့အစားကိုခွဲဖို့အတွက်ကျမအစီအစဉ်တွေကိုချဆွဲခဲ့ပါတယ်။ပထမအဆုံးသူ့ရဲ့ချစ်သူကောင်မလေးကသူ့ကိုပတ်စံချောင်းတွဲနေရဆိုပြီးတော့ရှုံသွားအောင်လို့ Olaf ကိုယုံတဲ့စကားတွေပြောခဲ့ပါတယ်။ဘာမဟုတ်ပါဘူး။အစားကအဲ့ဒီလိုလူမျိုးမဟုတ်ဘူး။သူဒီလိုပြန်ပြောမယ်ဆိုတာကျမမျှော်လင့်ပြီးသားပါ။ဒါပေမဲ့ကျမရဲ့ပြောဆိုချက်ကသူ့အတွက်တန်တရားဝင်သွားမယ်ဆိုတာသိချပါဗျ။ အဲ့နောက်ကျမရဲ့တန်းပေါ်ကို အစတနောက်ကလက်ခံခဲ့ပါတယ်။ဖွင့်ပြောနေတဲ့ပုံကိုကျမဗီဒီယိုရိုက်ကူးထားလိုက်ပြီးတော့ OLFC ကိုတန်းပို့လိုက်တာပေါ့။အစတာသူကဘာတူလဲ။အာကျမလည်းမသိဘူး။ဘယ်ကမှမသိရောက်လာပြီးတော့သူကကျမကိုပန်းနေစုပေးနေတာ။ကျမသူဘာတူလဲမသိဘူးနော်။ဟုတ်ပါတယ်။အခုဆိုကျမကြောင့်နဲ့သူတို့ရဲ့ဆက်ဆံရေးကအကြောင်းလေးတော့ထပ်လာတယ်။တကယ်ကြတော့သူတို့ဒီလိုပဲညှဆဆနေတဲ့နေ့မှာ ကျမအင်ဂျီရက်ကပစ္စည်းတစ်ခုကိုအစတာရဲ့ပတ်စံအိတ်ထဲခိုးပြီးထည့်ထားလိုက်ပါတယ်။ တခင်မကြီးကသူ့ပြည့်စုံတွေပျောက်လို့ရှာနေပြီးတော့လူကျော်ရွေးတွေကိုလည်းသဲတန်ရှာခိုင်းနေပါတယ်။တနားဆရာကောင်းတဲ့ Olaf ကတော့သူ့အမေရဲ့ပျောက်ဆုံးနေတဲ့ပစ္စည်းကိုသူ့ရေးစားရဲ့အိတ်ကထဲမှာတွေ့လိုက်ရတယ်လေ။ Esther မင်းဘယ်လိုလုပ်ရတာလဲ။အာကျမမရှိပါဘူး။ဒီမင်းကလေးကအကျင့်စာရိတ်တာမကောင်းပါဘူးလို့အမေသားကိုပြောတာပဲ။ Olaf ကချက်ချင်းပဲမိဘရဲ့ရှေ့မှာတဲ့ Esther နဲ့လမ်းခွဲလိုက်ပါတယ်။သူမိဘတွေကတော့သူ့နောက်ွယ်မှာကျမကို Doris ဆိုပြီးတော့ left ထောင်ပြနေတယ်။ ကျမကတော့ကုကုကုဂုံယူဖို့လည်းအချိန်မရှိပါဘူးအဲ့ဒီအစားကုကုကုပဲအပြစ်တင်နေမိတယ်လေမမေရဲ့ယောဂကြောင့်သာမဟုတ်ဘူးဆိုရင်ကျမတငယ်ချင်းကိုကျမပြန်ပြီးတော့ဒီလိုသစ္စာဖောက်တဲ့လုပ်ရမျိုးမလုပ်ပါဘူး Olaf ကအခုဆိုရင်အရန်ကိုခံစားနေရပါတယ်အစားလည်းမဝင်သလိုအိမ်လည်းမပြောက်ဖြစ်နေတယ်ကျမလည်းအရန်စိတ်မကောင်းသူ့ကိုလည်းအမှန်တမ်းပြပြလို့မရသေးတာကြောင့်ကျမသူ့ကိုပဲအားပေးနေလိုက်ပါတယ်ဟဲ့ဒီညအပြင်ထွက်ပြီးတော့ငါတို့ပုံဆွဲကြရင်ဘယ်လိုလဲ ညလဲစိတ်လေးပါလေးပြေးသွားလို့ပေါ့သွားကြတာပေါ့ဟာဒီတက်ပို့ပြီးစိုးရတဲ့ကိစ္စလည်းရှိတော့မှမဟုတ်ပါဘူးညဘယောက်တော်မှမွေးနေပြီးတော့ကျမတို့ဈေးချေဖို့အတွက်အနေရကောင်းတစ်ခုကိုရှာတွေ့သွားပါတယ်ဒါပေမဲ့ဆေးပူရစ်ကိုကလောက်နေတဲ့အချိန်မှာပဲရုတ်တရက်တစ်စုံတစ်ယောက်ကကျမတို့ကိုမိရောက်ထိုးပြီးတွေ့သွားပါတယ် Hey Cleary အခုချက်ချင်းရလိုက်စမ်းသိပါပြီအဲ့တော့ရဲပဲမြင်မြင်ပြေးတော့မင်းသားလေးကကျမလက်ကိုကမ်းပြီးတော့ရဲလက်ထဲကလော့အောင်လို့ပြေးလာခဲ့ကြပါတယ် ရဲလက်တဲကလွတ်သွားခဲ့ပေမဲ့ကျမတို့လမ်းစီရဲ့တစ်တိုက်နဲ့လမ်းမှာထပ်တို့ပြန်ပါတယ်။ဟိအောင်နေကြည့်ကြပါဦး။ငါတို့စီမှာဧည့်သည်ရောက်နေတဲ့ချိန်နဲ့ချုံမြင်လာတဲ့ဇုံတွဲလေးပေါ့။ကျမတို့ထပ်ပြီးပြေးရပြန်တယ်။မောလို့သေးတော့မှာပဲအသက်တောင်မရှူနိုင်ဘူး။ဒါပေမဲ့အရင်တော့စိတ်လွှရှားဖို့ကောင်းနေသီးလား။အော်ဒါဖိနဲ့ကျမတို့ chance you ကိုကြောလိုက်ပြီးတော့တစ်ဖက်မှာပုံဖို့လုပ်ပါရယ်။ဒါပေမဲ့ကံမကောင်းချင်တော့အိုးအဲ့ဒီနောက်ဖက်မှာကမြင်းတစင်းရှိနေပြီးတော့ကျမတို့နှစ်ယောက်ရှည်ရက်ပြုတ်ကျသွားတယ်လေ။ ။ Olaf ကရက်ကန်ရက်ကန်နဲ့ရှင်မကူတက်ဘူးဆိုပြီးအော်ဟစ်နေပါရယ်။စိတ်ကိုအေးထားပါ။ငါနဲ့ကိုကဲမယ်။ကြာခင်မှာပဲကျမစုကိုကဲတင်နိုင်ခဲ့ပါရယ်။ကံဘက်ကိုကုလခဲ့ပြီးတဲ့နောက်ကျမတို့နှစ်ယောက်စလုံးရေရီကိုခါထုတ်နေရတာပေါ့။ညောင်သားနီနီကက်ကက်ထိုင်လိုက်ကြပြီးတော့အနှွေးတက်ရအောင်လို့တယောက်နဲ့တယောက်ကူညီပေးနေကြရယ်။ကျမလေးအေးလို့လို့တွားရီတော်ခက်ခိုက်တုံနေရပဲ။ဒါပေမဲ့နှစ်ယောက်သားကိုယ့်အဖြစ်ကိုတွေးပြီးတော့ပြန်ရင်မောကြပါရဲ့။မင်းသားလေးကလည်းဘလို့ပြောမလဲဆိုတော့ကောင်းကောင်းသိတာပဲနော်။ဟာဟာ မင်းကလည်းအေးမလို့လို့နဲ့တကယ်ကိုတောင်းကျမ်းနေတော့ဟဟရှုတရကျမတို့နှစ်ယောက်အချင်းချင်းဆုံသွားပြီးတော့သူကကျမကိုနမ်းလိုက်တယ်လေယူချင်စရာပဲကျမရိုမန်တစ်ရုပ်ရှင်တွေကိုယောက်သားတို့ကိုကိုခန်းစားလိုက်ရတယ်ဒီလိုနဲ့ကျမတို့ခိုးပြီးတွဲဖြစ်ခဲ့ကြတယ်ဒီလောက်ထိပြောဖို့ကောင်းတဲ့အချိန်မရှိတော့ပါဘူးမိဘတွေမတည်သွားအောင်လို့တော့ကျမတို့အများကြီးစူးစမ်းခဲ့တာပေါ့အိမ်ထဲမှာဆိုရင်တော့မတည်တဲ့သူတွေလိုပဲညနေပိုင်းမြို့ရဲကိုလျှောက်သွားတဲ့ချိန်တွေဆိုရင်တော့ကျမတို့အတွက်အကောင်းဆုံးချိန်တွေဖြစ်ခဲ့ပါတယ် တရားစွာမင်းသားလေးကကျမကိုတရားအောက်တဲခေါ်သွားပြီးတော့ romantic ဆန်တဲ့ညစာလေးနဲ့အတူပြင်ဆင်ထားပြီးကြိုဆိုပါရယ်ပြီးတော့ကျမအတွက်ပုံလေးတစ်ပုံလည်းဆွဲပေးထားသေးတယ်အဲ့ဒါကသူ့ရဲ့အချစ်တွေကိုဝန်ခံထားတဲ့စာလေးပုံမင်းကကိုယ့်ရဲ့လက်တွဲပုံပါပဲကိုမင်းနဲ့ထာဝရအတူရှိသွားခြင်းနဲ့ကျမဘယ်လောက်ထိပြောနေလဲဆိုတာ ဖော်ပြလို့တော့မရပါဘူးဒါပေမဲ့ကျမကမင်းသားလေးနဲ့မတန်ဘူးလို့ရုတ်တရက်အတွေးဝင်လာပါရယ်ကျမကသူ့ချစ်သူနဲ့လမ်းခွဲအောင်လှုပ်ထားပြီးတော့အခုသူ့ကိုပါလိမ့်တယ်လို့ဖြစ်နေပြီ တရားကြားကျမမိမိကိုစီယုံမှာတွားကြည့်တဲ့အချိန်မှာမိမိဘေနာကကတင်ကကောင်မလေးကအက်စတာဖြစ်နေတာကိုကျမတွေ့လိုက်ရပါတယ်။ဟဲတနာလိုက်တာ သူပါဖြစ်သွားတာပါလေ။တူနာပြမကရောက်လာပြီးတော့အက်စတာကချစ်သူကထားသွားတဲ့အတွက်ကြောင့်မလို့အာယုံကျောဝေဒနာတစ်ခုကိုခံစားနေရတယ်လို့ဆိုပါတယ်။ကျမရှင်နဲ့မှအရန်ကိုလန့်သွားရတယ်။ကျမလုပ်တဲ့အရာကစိုးဝါလုံးနဲ့လောက်ရစရာကို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 နားလဲသွားတယ်။ကျမအိုလက်ကိုချစ်ပါတယ်။ဒါပေမဲ့အက်စတာနဲ့သူ့ကိုပြန်ပြီးတော့အတူတူရှိစေချင်တယ်။ အဲ့ဒီနေ့က LS ရဲ့မိဘတွေကိုကျမဆက်မလိန်ကျွမ်းတော့ဘူးဆိုတဲ့အကြောင်းပြပြလိုက်ပါတယ်။ကျမတို့လုတ်တက်လုတ်ရက်ကအရန်ကိုလုံသွားပြီးသူတို့နှစ်ဦးကအတူတူရှိတင်ပါတယ်။ပြီးတော့ရှင်ပေးလိုက်တဲ့ပတ်စံတွေအားလုံးလည်းကျမသုံးပြီးသွားပြီ။အဲ့ဒီပတ်စံတွေအားလုံးကျေးဖို့အတွက် ကျမပြန်ပြီးတော့ရှင်းစီမှာအလုပ်လုပ်ပြီးမယ်။သူတို့ရန်ကိုဆေးဆိုးသွားပါတယ်။ဒါပေမဲ့ကျမလုတ်လိုက်တဲ့လုတ်ရက်ကမှန်ကန်တဲ့လုတ်ရက်ပဲလေ။အဲ့ဒီနောက် Olaf က Esther ကိုရောက်ခေါ်လိုက်ပြီးတော့သူတို့ကိုအပြစ်မှန်တွေအားလုံးကျမဖွင့်ဟောက်လိုက်ပါတယ်။ငါမရှုံးနိုင်ဘူး။ နေကငါအသက်ခွဲလိုက်တာပဲလိုရာကျမအမေကိုကဲတင်ဖို့လုပ်ခဲ့ရတာလို့ရှင်းပြပေးမယ်လဲသူကကျမကိုဆေးဆိုးပြီးတော့မုန်းတယ်ဆိုတဲ့အကြောင်းပြောပါရယ်မိဘရင်းနဲ့သူသွားပြီးတော့ရင်ဆိုင်တယ်သူတို့အော်ဟစ်နေတာကအရန်ကိုချေလောင်လို့လို့တမျိုးလုံးတော့ကြောက်ရမတတ်ပဲအမေတို့ဖေတို့ကမောက်မာတယ်ဆိုတာကျွန်တော်သိပါရယ်ဒါပေမဲ့မကောင်းတဲ့လုပ်ရက်တွေကိုတော့လုပ်မယ်လို့မချင်သားမိလိုက်ဘူးကျွန်တော်ဒီမိသားစုမှာဆက်ပြီးတော့မရှိချင်တော့ဘူးမင်းသားလေးဘွားကိုလည်းဆွလွတ်လိုက်ပြီးတော့ကျွန်တော်ထင်းနောက်ကိုလည်းမဆက်ဖန်နိုင်ဘူးအားလုံးကိုလည်းနှုတ်ဆက်ခဲ့ပါရယ် ဒီလိုပြောပြီးသူကအက်စတာရဲ့လက်ကိုဆွဲပြီးတော့ရဲတိုက်တွေကထွက်သွားတာပေါ့အဲ့ဒီနေ့ကဆက်ပြီးတော့ကျမလည်းစိတ်ထဲမှာတနုံနုံနဲ့ခံစားနေရတယ်ကျမရဲ့အချစ်ကိုကျမကစိတ်ပြတ်သွားအောင်လှုပ်လှုပ်ခဲ့မိတာလေပြီးတော့ရဲတိုက်ကအင်ဂျီထဲမှာကအလုလုပြီးတော့အကျွေးဆက်နေရတာဆိုတော့ကျမနောက်ထပ်အလုတွေကိုလည်းလှုပ်ဖို့လိုအပ်သေးတယ်အလုတွေကိုပဲစက်တိုက်လှုပ်နေရတော့ကျမရဲ့ဝါဒနာဖြစ်တဲ့စိတ်မို့တာကိုတော့ကျမမလုံနိုင်တော့ဘူးကျမကိုပျော်ရွှင်စေခဲ့တဲ့အရာတခုပဲရှိပါတယ်အဲ့ဒါကမိမိနေပြန်ကောင်းလာတာပါ ဇာကိမမမီကဆင်းရုံကဆင်းရရမယ်လို့ဆရာဝန်ကပြောတယ်။တကယ်ကြတော့တခင်မကြီးကမိသားစုတပုံကိုကင်ပြီးငိုနေတာကျမမြင်လိုက်ရပါတယ်။တခင်မအရှင်ပြေရဲ့လားရှင်။သူသားကိုတတိယရဲ့စိတ်နဲ့သူငိုနေမိတာလို့ကျမကိုပြောတယ်။ငါမသားပြီချင်းနဲ့ငါက Olaf အတွက်အကောင်းဆုံးတွေကိုပဲရစေချင်တာ။သူကတော့အဲ့ဒီအမင်းကလေးတော့ကြောင့်နဲ့ငါတို့စီကနေထွက်ပြေးသွားတယ်။အဲ့ဒီမင်းကလေးကသူ့နဲ့မထိုက်တန်ဘူးလေ။ Olaf ကသူ့တွဲမဲ့သူကိုသူကရရွေးချယ်ခွင့်ရှိတယ်လို့ကျမထင်ပါတယ်။ ူကအမမျိုးလုတ်ခဲ့တဲ့ဆိုရင်တော့မှအဲ့ဒါကသူ့ဘဝပဲလေမကြခင်မှာတားနဲ့အတူပြန်ပြီးတော့အဆင်ပြေသွားမယ်လို့ကျမလည်းမျှော်လင့်ပါတယ်တခင်မဂျေဆူဘာနိုရာမင်းကတကယ်တော့ထက်မြက်ပြီးတော့ဂျီနန်တက်တဲ့မင်းကလေးပဲမင်းလိုမင်းကလေးနဲ့ငါသားကတွဲမယ်ဆိုရင်တော့မှငါကပူပြီးတော့ပျော်မိအောင်ပါအဲအဆင်နဲ့မြင့်မို့တော့လူရပေါ့ဟမ်ချီးကျူရလားကဲ့ရတာလားဟာဘလို့ကြီးလဲကျမနေနေလောက်စကားပြောပြလိုက်တော့သူလည်းစိတ်ငြိမ်သွားပါတယ် အရင်ညနေကမမေကိုတွေ့ဖို့အတွက်ကျမလက်စယုံဘက်ကိုထထွက်လာရယ်ခရစ်တမယုတ်တရဲ့ဟိုတနေ့ကစကားပြောကြတဲ့သူနာပြုကကျမကိုပြောလာရယ်ငါနေ့ကိုပြပြအောင်မခလေးမှာဟိုတနေ့ကအစ္စတာဆရစ်ခလေးမှာကတကယ်နေမကောင်းတာမဟုတ်ဘူးသူမင်းနောက်ကိုလိုက်လာပြီးတော့မင်းကဒီစယုံမှာမကြကနလာရဲဆိုတာကိုသူသိသွားရယ်ပြီးတော့မင်းရောက်လာတဲ့အချိန်မှာငါ့ကိုပတ်စံပေးပြီးတော့သူဟန်ဆောင်နာကိုကူညီပေးဖို့အတွက်ပြောတာပဲငါကတော့လိန်နေတာအပြင်းရှိသလိုခံစားရလို့မင်းကိုပြန်ပြီးတော့ပြောပြတာဘာ ဒါဆိုအလပ်နဲ့ပြန်ဆင်ပြဖို့အတွက်အစတာကအလုံးလင်ကြတာပေါ့ကျွန်မတို့ဒီလိုလုပ်လို့မလို့တော့မထင်ထားခဲ့ဘူးနောက်နေ့ကျတော့ကျွန်မတို့နှစ်ယောက်ကြောင့်တွေးနေမိပါတယ်တို့အရှင်ရောပြေရဲ့လားအလပ်ကရောအစတာနဲ့တကယ်ပြောနေရဲ့လားကျောင်းစင်းတော့အင်ဂျီစီကိုကျမလာတဲ့အချိန်မှာအက်စတာကလည်းအင်ဂျီစီလာနေတာကိုကျမတွေ့လိုက်ရပါတယ်။သူတီကိုဘာလို့ဖွင့်လာတာလဲ။ကျမသူ့နောက်လိုက်သွားတယ်။ဟောကလမတခြားကိုရှောက်သွားပြီးတော့ Olaf ရဲ့မိဘတွေနဲ့တွေ့ချင်တယ်ဆိုပြီးခွင့်တောင်းနေပါတယ်။ ကျမလည်းဆက်စုချင်းစိတ်ကထိမရတော့တကားပဝကနေပြီးတော့ကြားသမြတ်ကိုနားထောင်နေလိုက်ပါတယ်။နားထောင်ကျမလိန်မရိတ်ကောင်မလေးဖြင့်ဟန်ဆောင်နေရတာတိတ်ကိုပင်ပန်းလာပြီ။ရှင့်သားကလည်းကျမအိမ်မှာလာပြီးတော့ကတ်တွဲနေတယ်။သူကအခုဆိုပတ်စံလည်းမရှိတော့ဘူး။သူ့ရဲ့ချမ်းသာမှုတွေနဲ့အစ်စ်တန်းဂုံသိက္ခာတွေမရှိဘဲနဲ့တော့ကျမသူ့ကိုထပ်ပြီးမလို့အပ်တော့ဘူး။အဲ့ဒါကြောင့်ကျမရှင်နဲ့အပေးယူတစ်ခုလုပ်ဖို့လာခဲ့တာ။ရှင် ကျမကိုကျမကျင်းတဲ့လောက်တဲ့ပတ်စံပေးမယ်ဆိုရင်ကျမ OLF ကိုပြန်ပေးမယ်။ ဒါဆိုအလုံးကအစီပြေတော့မှာပဲမလားချီစမ်းမအောင်အစ္စတာကအပြစ်ကင်းချီအောင်စောင့်နေခဲ့ရမွေးဟောက်မှာပဲဟမ်သူ့အတွက်သူတော့တွက်ချက်တော်သားပဲတကယ်ကိုပဲ Olaf ကိုပတ်စံအတွက်နဲ့သူကတွဲနေတာ Olaf ဖီမာရီတန်တရားရှိနေတာကအမှန်ဖြစ်နေကြတာပဲ Olaf ဖီမာရီကပြပြွှွှွှွှပတ်စံပေးလိုက်ပြီးတဲ့နောက်သူလည်းထွက်သွားခဲ့ပါတယ်သူတို့သားသူတို့စီကိုပြန်ရောက်လာတော့မယ်ဆိုတဲ့သတင်းကြတော့တခင်မကြီးနဲ့တခင်ကြီးလည်းဝမ်းသာသွားကြတယ်ကျမကိုလည်းခွင့်သွင်းလိုက်ပြီးတော့အကျိုးရထမဆက်တော့ဖို့အတွက်ပြောလိုက်ပါတယ် နော်ရာတကယ့်ကိုသတင်းကောင်းပဲနော်ငါတို့သားလေးကငါတို့စီပြန်လာတော့မယ်တဲ့မင်းလည်းငါတို့စီမှာအလုဆက်လုပ်ဖို့မလိုအပ်တော့ပါဘူးအဲ့ဒီအစားစားကိုပဲတေချာအယုံဆိုင်ပါမင်းရဲ့အနာဂတ်ကမင်းရဲ့ရှိမှရှိနေရမလားဂျီလုံနဲ့ပဲအရာအလုံးကကောင်းကောင်းမွန်မွန်လေးအဆုံးသတ်သွားတယ်လို့မြင်ပါတယ်ကျမလုပ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ Olaf ကလည်းကျမကိုအမြင်မကြည်လောက်ဘူးဆိုတာကျမသိနေပါတယ်အင်ကိုပဲပြန်လာပြီးတော့သူနဲ့ပတ်သက်သမျှအားလုံးမေးပြဖို့ကျမစူးစမ်းရမယ်။ဒါပေမဲ့ရန်နေငယ်တော့ကြတော့ ။ Olaf ကအခုတည်းအိမ်ပြန်ရောက်မလာသေးဘူးလို့သူမိဘတွေကကျွန်မကိုဖုန်းလန်းဆက်လာတယ်။ Andy အစကိုလည်းမေးပြီးသွားပြီ။ Olaf ကိုသူလမ်းခွဲလိုက်ပြီလို့ပြောတယ်။ Olaf ကသူ့အိမ်ကထွက်သွားပြီးကြတဲ့ကအခုတည်းဘယ်ရောက်လို့ဘယ်ပေါက်နေမှမသိဘူး။အဲအားကြောင့်ငါတို့လည်းအရန်ကိုစိတ်ပူနေပြီ။ Olaf ဘယ်မှာရှိတယ်ဆိုတာကိုသိနိုင်နေဆိုရင်လည်းငါတို့ကိုတစ်ချက်လောက်ပြပြပေးပါဦး။ကျမဖုန်းချလိုက်ပြီးတော့ချက်ချင်းပဲဟော့ဒော့ကိုဝယ်လာပြီးတော့ကျမတို့တွေ့နေကြတဲ့တရားအလေးကိုရောက်လာခဲ့ပါတယ်။ မြင်လိုက်ရတဲ့အရာကကျမရဲ့မျက်ရည်တွေကိုတော့ဝဲသွားစေခဲ့ပါရဲ့မင်းသားလေးကအေဂျီယာမက်တယောက်လိုမျိုးကတ်ထုပြပုတ်ဖို့အိတ်နေရပါလားကျမသူ့ဘေးနဲ့ထိုင်ပြီးတော့သူ့ကိုနှုတ်လိုက်တယ်ရှင်ဘိုင်းစာနီလောက်တယ်လို့ကျမထင်တယ်နူရာမင်းတီကိုဘယ်လိုလုပ်ပြီးတိသွားရလဲအစကြောင့်နဲ့ပတ်သက်ပြီးတော့လည်းကျမသူ့ကိုပြပြလိုက်ပြီးတော့ကျမသူ့ပေါ်လုပ်ခဲ့တဲ့လုပ်ရက်တွေကအမေကိုကယ်တင်ခြင်းလို့ဆိုရဲအကြောင်းရှင်းပြလိုက်ပါရဲ့ဒါဆိုမင်းမေကအခုအဆင်ပြေသွားပြီလားကျမမေခွဲဆက်ပြီးသားလို့ပြန်လဲတက်တာနေပါပြီ။ ျမတို့လည်းအခု ရှင်းပြပါရစီကိုပြန်တော့မလားသူတို့ထင်တာမှန်နေဆိုပြီးတော့ငါဝင်မခံကျင်တာအစာကသူတို့ထင်တယ်လို့မျိုးတကယ်ကိုပိုက်လုံးမှဖြစ်နေကြတာပဲအိမ်ပြန်ဖို့အတွက်တောင်ငါအရန်ရှက်မိနေတယ်ငါဖိနေမိကလည်းဘာဖြစ်လို့အဲ့လောက်တောင်မှအစင်တန်းတွေတိတ်ခါတွေကိုထဲထွက်နေရလဲနားမလဲတော့ဘူးလူတွေကိုလည်းအထင်သေးတဲ့အကြည့်နဲ့ပဲတစ်ချိန်လုံးကြည့်နေတယ်ရှုပ်တရက်ကြီးတခင်ကြီးနဲ့တခင်မတို့ကလည်းကျမတို့စီကိုရှာလာပါတယ်ရတူပြပို့မှာသူတို့ပါတူတူထန်လဲကြပြီးတော့ဟော့ဒေါ့ကိုစားနေကြပါတယ် ပုံမှန်လူတွေလောက်တယ်လို့မျိုးပေါ့ဟွန်းစားလို့ကောင်းတာပဲဘာဖြစ်လို့ကျမတို့အရှင်တော့ကဒါကိုမစားခဲ့တာလဲနော် အမေတို့ဂျီယိုဘာလာလောက်တာလဲညိုရာကတားတီမရှိနေရဲ့စရာကိုအမေတို့ကိုပြပြလိုက်တာရှေ့ရှောက်ကိုတားပသူနဲ့တွေ့ရမယ်ဆိုပြီးတော့အမေတို့လိုက်ပြီးကန်တက်မချုပ်ချေတော့ပါအောင်နော်ဂတိပေးပါရယ်တကယ်လားရုပ်ချက်ကြည့်သူကပြုံးသွားတယ်ပြီးတော့ကျမကိုကြည့်လိုက်တယ်ဒါဆိုရင်ကျွန်တော်ချစ်သူကောင်းမလေးကိုနှုတ်ဆက်လိုက်ကြပါအောင်ဗျာ နိုရာကကျွန်တော်ရဲ့ဘဝရဲ့လက်တွဲပေါ်ပါကျမလန့်သွားတယ်သူတို့သားကကျမနဲ့မတန်ဘူးဆိုပြီးတော့ကျမကိုစူပူချင်းပေါင်းချရင်ဘလို့လုံးမလဲဒါပေမဲ့သူတို့ကခေါင်းညိတ်ပြီးတော့သဘောတူလိုက်ပါတယ်မှန်ကန်တဲ့ရွေးချယ်မှုပဲငါသားနိုရာကတကယ့်ကိုအန်အုပ်ဖို့ကောင်းတဲ့မင်းကလေးပဲဒါဆိုကျမတို့ကပျော်ရွှင်စရာစသိမ့်လေးရပြီပေါ့အလုံးကတဦးနဲ့တဦးခွန်းလို့လိုက်ကြပြီးတော့အဆင်ပြေသွားကြပြီလေအခုတော့ကျမနဲ့ Olaf နဲ့တွဲနေတာကိုဖုံးကွယ်ထားစရာမလိုအပ်တော့ပါဘူး ကျမချစ်သူကောင်းလေးကမင်းသားအစ်စ်လက်အခုဆိုဖြစ်သွားပြီ။သူ့မှာကမင်းသားဆိုတဲ့ဂုဏ်ပုဒ်တင်ရှိတာမဟုတ်ပါဘူး။တတိရှိပြီးတော့ဖြူစင်းတဲ့နှလုံးသားလေးပိုင်ဆိုင်ထားပါရဲ့။ကျမကတော့ကိုယ့်ကိုယ်ယူသားခြင်းနဲ့တခြားသူတွေအပေါ်ယူသားခြင်းကဘလောက်တောင်အရေးပါတယ်ဆိုတာကိုနားလည်သွားတာပေါ့။ဇလလီကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဇလန်ကောင်းလေးကိုပရိသတ်စီကိုယူဆောင်လာပေးပါဦးမယ်။ဒါရအေဂျင့်နဲ့ရဲ့လေးတွေကိုပိုင်ဆိုင်နေကြပါစီရှင်။